ဟုတ်အတုံးကိုလည်းမဝယ်ချင်ဘူးဟိုကိုကအထည်ကိုပဲဝတ်ချင်တယ်ပေါ့နော်အတုံးကိုမဝယ်ချင်ဘူးရွှေကိုလည်းစုချင်တယ်ပြီးလို့ရှိရင်ပြန်ရောင်းလို့ရှိရင်လည်းဟိုမရှုံးချင်ဘူးပေါ့နော်ဒါမျိုးတွေကို စုချင်တဲ့သူတွေအတွက်ကတော့ဒီအခောက်ကိုဝယ်လို့ရတယ်ဒါပေမဲ့လို့အတုံးမဟုတ်ဘဲနဲ့အထည်ဆိုရင် 24k ပေါ့နော်အခောက်ဆိုတာက 24k ပါအဲ့တော့အခောက်ကြောင်းကို ပြောမယ်ဆိုလို့ရှင် အခောက်99.99เนาะအဲ့ဒီကိုလီလုံးပေါ့နော်တချို့တွေခေါ်တာကတော့ကိုလီလုံးလို့ခေါ်တယ်99.99ရွှေအဲ့ဒီရွှေကိုကိုကဝယ်ချင်တယ်ဆိုရင် 24k နဲ့အတူတူပါပဲเนาะအဲ့တော့ 24k ဆိုရင်လည်းကိုလီလုံးပဲပေါ့နော်အဲ့တော့ 24k နဲ့ ဟိုပုံအထည်တွေရှိလားမေးလို့ရှိရင်เนาะအဲမြန်မာပြည်မှာလည်းအထည်တွေရှိပါတယ် 24k ပေါ့เนาะအဲ့တော့ဒီဒူဘိုင်းမှာရော အထည်တွေရှိလားဆိုရင် 24k နဲ့အထည်တွေရှိပါတယ်ဒါပေမဲ့ 24k နဲ့လုတ်တဲ့ရွှေတွေအကုန်လုံးကပျော့ပါတယ်เนาะသူကအခောက်ဖြစ်တဲ့အတွက်ကြောင့်မို့ရောတာတွေမပါတဲ့အတွက်ကြောင့်မို့ပျော့ပါတယ်အဲ့ဒါလေးကိုတော့တတိတာပြီးတော့ဟိုဝို့ရမှာဖြစ်တယ်ပေါ့เนาะအဲ့ 24k အကြောင်းကိုအသေးစိတ်ကိုပြောပြပေးခြင်းပါတယ် အဲ့ဒါကတော့ဒီ 24k နဲ့ပတ်သက်ပြီးတော့ဘယ်လိုဝယ်လို့ရလဲ 24k နဲ့ပတ်သက်ပြီးတော့မပြောခင်မှာဟိုအရင်ဦးဆုံးဟိုဘက် page ထဲမှာပြောထားတဲ့အခောက်ရွှေဆိုင်ပေါ့နော်ဒီဟိုဂိုးစုမှာရှိတဲ့အခောက်ရွှေဆိုင်ရဲ့ရွှေစင်းနှုံးကိုအရင်စုံစမ်းပါလို့ပြောချင်ပါတယ်။ဘာဖြစ်လို့အဲ့ဒီလိုမျိုးပြောရတာလဲဆိုတော့အခောက်ရွှေဆိုင်ကဟိုအရင်တော့လွန်ခဲ့တဲ့3လတုန်းကနော်ဟိုဒီရွှေတိုင်းဆိုင်နဲ့အပြင်ဆိုင်ရဲ့ဈေးကွာခြားချက်ကိုပြန်ပြီးတော့အသေးစိတ်ရှင်းပြပေးမယ်။လွန်ခဲ့တဲ့3လက300 317ချက်နဲ့သူကဟို1 gram ပေါ့နော်1 gram ကို317ချက်နဲ့ရွှေဆိုင်အခောက်ရွှေဆိုင်မှာရှိတယ်ဈေးပေါ့နော်အဲဒါပေမဲ့လို့အပြင်ကအဲ့ဒီ99.9ကိုအပြင်ရွှေဆိုင်နေမှာတွားပြီးတော့မေးပြီးတော့ဝယ်လို့ရပါတယ်ဒါပေမဲ့အပြင်ရွှေဆိုင်ရဲ့ပေါက်ဈေးကြတော့330ကျော်ပေါ့နော်အဲအဲ့ဒီလိုမျိုးဖြစ်တယ်အဲ့ဒီတော့အဲ့ဒီတော့1 gram မှာသူတို့ကဟို20 30 ပတ်ဝန်းကျင်ပေါ့နော်ဟို20လောက်ကွာရင်ကွာမယ်30လောက်ကွာရင်ကွာမယ်သဆိုင်နဲ့သဆိုင်ဈေးမတူဘူးပေါ့နော်အဲ့လိုမျိုးတွေဈေးခွာတာကြတယ်ပေါ့နော်အဲ့ဒီတော့ဒီလိုမျိုးဈေးခွာတာတဲ့အတွက်တစ်ချက်သာဆိုရင်ဈေးကအများကြီးကွာပါတယ်ပေါ့ဒါကြောင့်မို့လို့ခုနက ပြောပြတယ်ဒီဟို go to ကဒီ ဟွာဗောနော်ဟိုဒိုင်ဆိုင်ဗောအဲ့ဒီဒိုင်ဆိုင်ရဲ့အခောက်ဆိုင်ရဲ့ဈေးကိုအရင်စုံစမ်းမှာပြီးတဲ့ခါကျလို့ရှိရင်ကိုကအဲ့ဒီအခောက်ဆိုင်မှာတော့ तू ကအထည်တွေမရှိဘူးဗောနော်ဒါကြောင့်မို့လို့အဲ့ဒီဈေးကိုစုံစမ်းပြီးလို့ရှိရင်ဒီဘက်ကကိုကဒီ 24k ရဲ့အထည်ကိုဝယ်ပါမယ်ဆိုပြီးတော့အဲ့ဒီရွှေဆိုင်တွေမှာနှစ်ဆိုင်သုံးဆိုင်ကိုလိုက်ပြီးတော့မေးပြီးတော့ပြန်ပြီးတော့စုံစမ်းမှာအဲ့ဒီအခါမှာဘာကွာဟမှုရှိလေ အထားလိုက်ပါတော့ဟိုဘက်ကကိုက1 gram မှာအခုဒီနေ့ပေါက်စီဆိုရင်ဟို350လောက်ဖြစ်သွားပြီထင်တယ်အဲ့ခါကျတော့ဒီနေ့ပေါက်စီ3လအတွင်းမှာ450กว่าပါတယ်တူတယ်ဟုတ်ဈေးနှုန်းကအဲ့ခါကျတော့ဒီနေ့ပေါက်စီကဥပမာ350ဖြစ်မယ်ဆိုခဲ့ရင်သူ့ရဲ့ဒိုင်းဆိုင်မှာ350ဆိုရင်အပြင်ဆိုင်မှာကဘယ်လောက်လဲအပြင်ဆိုင်မှာက380ဖြစ်ခဲ့မယ်ဆိုရင်ကိုက20ဟုတ်ပြီဟိုသူသူက350ဒီဘက်က380ဟ ုတ်ပြီထားလိုက်တော့အဲ့ဒီ390မှာကိုက1 gram ကိုကိုက20กว่าတယ်20กว่าတဲ့ခါကျတော့ကိုဝင်မှာက ကိုဝယ်မှာကတကြက်သားပေါ့နော်ထားလိုက်တော့တကြက်သားဆိုရင်60 gram ရှိတယ်ပေါ့နော်ဟို16 point blah blah ဆိုတာတွေခဏပေးဖယ်တာ16 gram ရှိတယ်ပေါ့နော်အဲ့16 gram ပြန်မြခြင်းကိုပဲကိုကတွက်လိုက်မယ်တကြက်သားမှာ16 gram ရှိတယ်ကိုကတကြက်သားကိုဝယ်ချင်တာအဲ့ခါကျတော့ဟိုဘက်ကဟိုဟိုဟာ1 gram ကို350ရှိတယ်ဆိုရင်16 gram ဆိုလို့ရှိရင်ဘယ်လောက်ရှိလဲ အဲအဲ့ဒီဟာကိုကိုကမြှောက်ပြီးတော့မှဒီဆိုင်မှာကိုကအဲကိုကဝယ်ပါပြီကျမကတော့ဒီဟိုဘောနော်ဟိုလက်ကောက်ဖြစ်ဖြစ်ပေါ့ကွာလက်ကောက်ပေါ့ကွာအခောက်လက်ကောက်ကို ိုကဟို60 gram လက်ကောက်ကိုလိုချင်ပါတယ်24 k ကိုလိုချင်ပါတယ်ပေါ့အဲ့ဒီလိုတွက်မိတဲ့အခါကျရင် तू ကတွက်ပြပေးမယ်ဟုတ်ပြီဒီတွက်လိုက်တဲ့အခါမှာပေါ့နော်ထားလိုက်ပါတော့300နဲ့တွက်လိုက်တဲ့အခါကျတော့350ကို16နဲ့မြောင်းလိုက်350ကို16နဲ့မြောင်းရင်ထားပါတော့9600ပေါ့နော်အဲ9600ဟုတ်ပြီသူတို့ကပြောတဲ့ဈေးက9900တားလိုက်ပါတော့ तू က390နဲ့တွက်ပြီးတော့ 24k ကို9900လို့ပြောမယ်ဆိုရင်200ဟ ဟာတယ်ပေါ့နော်အဲ့ခါကျတော့ AED 200ဟာတယ်ဆိုရင်မြန်မာငွေနဲ့တွက်မယ်ဆိုလို့ရှင်ကိုက85နဲ့ပဲတွက်ကြည့်လိုက်ပေါ့နော်ဒါဆိုလို့ရှင်2သိန်းခွဲလောက်ဟာမယ်ဒါပေမဲ့လို့ကိုကဝတ်ထားချင်တာဝတ်ထားချင်တာအတုံးလိုမျိုးဟိုတင်ထားချင်တာမဟုတ်ဘူးဆိုရင်ဒီ2သိန်းကျော်2သိန်းခွဲလောက်ကိုကိုကအရှုံးခံနိုင်တယ်ပေါ့နော် तू ကရောတွဲလက်ခကိုပါတွက်ပြီးတော့မှ200ကျော်လောက်ကိုကိုအရှုံးခံနိုင်တယ်ဆိုရင်ကိုဝတ်လို့ရတယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးကိုကပြန်ချိန်ကြည့်ပါ အဲ့တော့ဟိုဘက်ကနေပြီးတော့သူကဟိုဒီ60 gram တစ်ချက်သားပေါ့เนาะဒီ16 gram 16 gram မှာကိုကဟိုတွက်လိုက်တဲ့အခါမှာသူက6000ဖြစ်နေတယ်ဆိုရင်ကိုက400กว่าနေလေရกว่าတာဘာဖြစ်လို့กว่าလဲဆိုတော့သူကရောဒွက်လက်ခပြောရရင်တော့ဒါဟိုရောဒွက်လက်ခပေါ့เนาะမြန်မာအနေနဲ့ပြောရင်ရောဒွက်လက်ခတွေအကုန်ပေါင်းပြီးတော့မှသူက400 400ပေါင်းထားတယ်ဆိုလို့ရှင်သူเสียစစ်ပါ ကိုကတိနေပြီသားဟိုအခောက်အတုံးရဲ့ဇေယျ9600ဖြစ်နေတယ်ဟို16 gram ကိုအဲ့ဒါဆိုရင်ကိုကသူ့ဇေယျအသက်နိုင်ဆုံးစစ်ပါရွှေဆိုင်တွေမှာစစ်ပြီးတော့ဝယ်လို့ရပါတယ်เนาะဒူပိုင်းရွှေဆိုင်လည်းစစ်ပြီးတော့ဝယ်လို့ရပါတယ်သူ့ရဲ့ grand chain တော့လေကိုက သွက်ကြည့်ပါသူရဲ့ချိန်ဆက်မှာကြည့်ပြီးရင်သူ့ရဲ့ဘောက်ချာထဲမှာဒီချိန်ဆက်ကအတိုင်းသူရေးထားတာလားဆိုတာကိုလည်းပြန်ကြည့်ပါကိုယ်ဝယ်တာ16.6 gram ဖြစ်တယ်16 gram အတိဖြစ်တယ်ဒါမှမဟုတ်15 gram အတိဖြစ်တယ်ဒီရွှေရဲ့အချိန်ကိုကိုကြည့်ပြီးတော့ဘောက်ချာမှာသူရေးတာကွက်တီမှန်နေရပါမယ်เนาะဒါမှကိုတွက်ပြန်ရောင်းတဲ့အခါကျတော့ တော့ပြန်ရောင်းတဲ့အခါကျရင်ကိုကလည်းဒီကွက်တီအတိုင်းပြန်ပြီးတော့ရမှာဖြစ်တယ်။ဒါကြောင့်မို့လို့ရွှေချိန်တဲ့အခါမှာလည်းသူတို့ချိန်တဲ့အချိန်ကိုကိုရအောင်ကြည်ပါပြီးလို့ရှိရင်ကိုကဒီဘက်ကဟိုအခောက်ဈေးကိုကိုက ိုတွက်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ဈေးကိုချိန်မှာအဲ့ဒီမှာကွာဟလာတဲ့200 AED 400အဲအဲ့ဒီကွာဟမှုပေါ်ကိုကိုကစစ်ပါအဲစစ်ပြီးတော့ဝယ်ပါလို့ပြောချင်ပါတယ်ဒါကတော့ 24K ပေါ့နော် 24K အခောက်ကိုပဲအခောက်အတိုင်းဝယ်တာကိုပြောတာပါအဲ့ဒီ 24K ကိုဝယ်သွားပြီးတော့မြန်မာပြည်မှာပြန်ပြီးတော့ရောင်းရင်ရောအခောက်ပဲလားဆိုရင်ဟုတ်ပါတယ် 24K ကိုဝယ်တဲ့လူကအခောက်ပါပဲเนาะအဲ့ဒီတော့မြန်မာပြည်မှာဝတ်သွားပြီးတော့မြန်မာပြည်မှာသွားပြီးတော့အရေးပဲဖြုတ်ဖြော ော့ဘာပဲဖြစ်ဖြစ်အဲ့ဒါကတော့အခောက်အတိုင်းပါပဲเนาะဒါလေးကိုပြပြချင်ပါတယ်အဲပြီးတဲ့အခါကျတော့ဟိုခုနကပြောတယ်ဒီအခောက်ကိုကိုကဟိုဝုတ်ဖို့အတွက်ဝယ်ထားတဲ့အတွက်တော့ဟိုနည်းနည်းပပဟိုရွေးလေးလောက်တော့ရော့တာတွေတော့ရှိမှာပေါ့เนาะဒါကတော့ဝုတ်တဲ့သူကတော့ရွှေဝုတ်ပြီဆိုတဲ့ကပွန်းတာပဲ့တာဖြစ်တဲ့အတွက်ကြောင့်ကိုရော့တာတွေတော့ဖြစ်တတ်ပါတယ်အဲကိုပြန်ရောင်းတဲ့အခါကျရင်နည်းနည်းပပရော့တာတွေပါလေရှိနိုင်တယ်ပေါ့เนาะအဲရှိဟိုကိုကဟိုကောင်းကောင်းမွန်မွန်ဝတ်တယ်ဆိုရင်တော့လည်းမရော့ဘူးပေါ့เนาะ ော်ဒါကတော့ဟိုနည်းနည်းပပလောက်ဟိုခြွင်းချက်ပေါ့အဲဒါလေးကိုပြောပြပေးတာပါအဲ့ဒီလိုမျိုး 24k မရဘူးအနေဆိုအနေနဲ့ 23k ရောမရှိဘူးလားဆိုတော့ရှိပါတယ် 23k ပုံပေါ့နော်ဟိုအထည်တွေလည်းဝယ်လို့ရပါတယ်အဲ့ဒါကြောင့်25ပဲရေပေါ့เนาะ25ပဲရေလောက်ဖြစ်မယ်ပေါ့เนาะ25ပဲထက်လဲကြော်ရင်နည်းနည်းကြော်မယ်ပေါ့တဲ့အဲ့ဒီလောက်တော့ ပြန်မြချင်းသွားလိမ့်မယ်ပေါ့နော်အတိအကျတော့မပြောတော့ဘူးဗောဒါပြန်မြချင်းကိုတည်ထားရမှာပါအဲ့ဒီတော့ 23k ဝင်ရောကောင်းလားဆိုရင်တော့ကောင်းပါတယ်တကယ်လို့ကိုကဟိုမြန်မာပြည်မှာပြန်ဒီကနေဝတ်သွားမယ်ဝတ်ပြီးမြန်မာပြည်ရောက်ရင်ပြန်ရောင်းမယ်ဆိုရင် 22k လည်းအဆင်ပြေပါတယ် 18k ဆိုရင်တော့ရွှေရည်အရန်နေတယ်ပေါ့နော်ကိုအနေနဲ့ပြောရင်တော့ 18k နဲ့ 22k ဘယ်ဟာကိုဝယ်ပြီးတော့ဝတ်ရမလဲအကြံပေးပါမယ်လို့ပြောရင်တော့ 22k ကိုအနိုင်ဆုံးအနေနဲ့ဝယ်ပါလို့ပြောချင်ပါတယ် 22k ဝယ်တယ်ဆိုဝယ်ပြီးတော့ 哦တကယ်လို့ 22k 23k ဝယ်တဲ့အခါကျရင်ကိုကပို့ပြီးတော့ရွှေရည်မြင်းမြင်းရတဲ့အတွက်ကြောင့်မို့ဟိုမြန်မာပြည်ရောက်တဲ့အခါမှာပြန်ရောင်းရင်လည်းမျက်နာမငယ်ဘူးနောက်ဆုံးအနေနဲ့ပဒိန်ပို့မှသွားပြီးတော့အရေးဖြော်ခဲ့ရင်လည်းဟိုကိုကိုရဲ့ရွှေကဒါရွှေရည်မြင့်နေပေါ့နော်အခောက်ပြန်ချွတ်လို့ရတယ်ပေါ့နော်ဒါလေးကိုပြောပြချင်ပါတယ်တကယ်လို့ 18k ဝယ်တဲ့လူကြတော့ဟိုအယောင်ချွတ်တာလည်းမြန်တယ်ပြီးတော့အခောက်ချွတ်တဲ့အခါမှာလည်း12ပဲ13ပဲပတ်ဝန်းကျင်ကြားမှာပဲရှိ တဲ့အခါကျတော့73ပဲရေးဆိုရင်အရေညံ့တယ်လေနော်အဲအဲ့ဒီလိုမျိုးကျတော့ကို့အနေနဲ့ဆုတယ်ဆိုရင်လည်းရွှေရွှေအရေကောင်းကောင်းလေးဆုစေချင်ပါတယ်ပေါ့နော်ဒါလေးကိုပြောပြပေးတာပါဟိုခုနကပြောသလိုမျိုးဘဲဆိုင်မှာဝဝဲပါ ဟိုချင့်ချိန်ပြီးတော့ဝယ်ပါဟိုနောက်တစ်ခုကဟိုဈေးကတ်ထားတဲ့ဟာကိုရော့ဆိုင်နေမှာဟိုဒါကတော့300ပါဒါကတော့1500ပါဒါကတော့2000ပါဆိုပြီးတော့ဈေးကတ်ထားတဲ့ဆိုင်နေမှာဖြစ်နိုင်လို့ရှင်အဲ့ဒီလိုမျိုးတွေမဝယ်စေချင်ဘူးကိုကရွှေချောင်းကိုနည်းနည်းလေးလေ့လာပြီးတော့ဟိုဒီရွှေဟိုဒီဘနပဲပါဈေးဘလောက်ဆိုတာကိုသိပြီးတော့အကြမ်းမြင့်လောက်လေးသိပြီးတော့မှရွှေဆိုင်နေမှာရွှေဝယ်ပါလို့ပြောချင်ပါတယ်အနည်းဆုံးအနေနဲ့ငကက်လေးတတိလေးဝယ်တာပဲဖြစ်ဖြစ်ပေါ့နော်ဟို နည်းနည်းလေးတိပြီးတော့ဝယ်တာကတော့ကိုကောင်းပါတယ်သူများကတ်စီအတိုင်းရောင်းတာကဟင်းရွက်ကစုံမဟုတ်ဘူးပေါ့နော်ဒါလေးကိုပြပြချင်ပါတယ်ကျေးဇူးများ